ားလုံးပဲမင်္ဂလာပါရှင်။ C4T YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆ ्याम Delphin Shrin ရေးသားထားတယ်။ The Revel of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်။ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝတ္ထုစာအုပ်လေးတည်းကအခန်းလေးဘဘ အပိုင်း6ဇက်သိမ်းပိုင်းပဲဖြစ်ပါလေရှင်တနေ့မှာအန်တီဟာနေအိမ်အကျယ်ချုပ်ကနေလွတ်လာမှာပါအဲ့ဒီအချိန်ကျရင်ဥဝင်းတင်ဟာ အခြေခံအလုပ်တွေလုပ်ရတော့မှာဖြစ်ပါတယ်။သူတွေ့တာက NLD ဟာမလှုပ်နိုင်အောင်ချုပ်ကန်ထားခြင်းခံနေရပါတယ်။ဂျိုးဖုန်းတွေအဖြတ်ခံထားရတယ်။တတိုင်းပြည်လုံးမှာရှိတဲ့ရုံးခန်းတွေဟာ2003ခုနှစ်ကတည်းကအပိတ်ခံထားရပါတယ်။ရုံးချုပ်အဖြစ်သတ်မှတ်ထားတဲ့မှုတက်ပြီးအောက်သို့သို့အနှံ့ထွက်နေတဲ့နွားတင်းကုတ်အထဲကား လူကြီးတိုင်းလူလူအခုဆိုအတော်အူပုံပေါက်နေကြပါပြီနေအင်ကျဲချုပ်အကြခံနေရတုံးဖြစ်တဲ့လူကြီးနှစ်ယောက်ကိုဖယ်ထားလိုက်ရင်ကျန်တဲ့ဗဟိုအလုံအမှုဆောင်ကောမဒီအဖွဲ့ဝင်၈ယောက်ရဲ့ပြင်းမြအသက်ဟာ၈၀ကျော်အထက်ရောက်နေကြတာပါ NLD ပါတီထူထောင်ခါဆကပြည်လျင်းနေခဲ့တဲ့စွန့်အင်တွေဘယ်ရောက်ကုန်တာလဲ 1988ခုနှစ်နိုဝင်ဘာလအတွင်းဒေါ်ဆန်းစုကြည်ကအထက်မြန်မာပြည်မှာတအိမ်တက်စင်းစီယုံရီဆင်းနေခြင်းသူမထံကိုဥဝင်းတင်ပို့ပေးခဲ့တဲ့စီမံကိန်းကရောဘာဖြစ်သွားတာလဲအဲ့ဒီစီမံကိန်းမှာဥဝင်းတင်ဟာ NLD ပါတီအနေနဲ့ရက်ွက်တိုင်းမြို့နယ်တိုင်းခရိုင်တိုင်းမှာပါတီတာဝန်ခံတွေ ရွေးကောက်တင်မြောက်တာလှုပ်ဖို့ဆိုတဲ့အချက်ပါရှိခဲ့ပါတယ်။ပါတီဟာ အရန်တရေသေးကြနေတယ်လို့ဆွဆွဲနေကြတာဟာမှန်ကန်နေတယ်ဆိုရင်အစောပိုင်းကတည်းကကြံစမှုတွေမရှိခဲ့လို့မဟုတ်ဘူးဆိုတာအဲ့ဒီအချက်ကဖော်ပြနေပါတယ်။1990ခုနှစ်ဖြိုခွင်းမှုတွေမတိုင်ခင်နဲ့ဖြိုခွင်းမှုတွေခံရပြီးနောက်ပိုင်း ဒေသတွင်ပါတီရုံးခွဲတွေအတွက်ရွေးကောက်တင်မြှောက်မှု လုပ်နိုင်ခဲ့တာမြို့နယ်နှစ်မြို့နယ်ပဲရှိခဲ့ပါတယ်။နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်တွေကိုဥဝင်တင်ပြန်လည်ဝင်ရောက်လာတဲ့နေ့ရက်တွေအတွင်လေတင်ခုံးဖြတ်တဲ့ယောဂါဝေဒနာနဲ့ဆေးရုံတက်နေရတဲ့ဥလွင်ကိုဂါရဝပြုတ်သွားရောက်မေးမြန်းခဲ့ပါတယ်။ဥက္ကဋ္ဌဥအောင်ရွှေက အိမ်မှာတုတ်ကွေးဖြစ်နေပါလေအသက်ကလည်းရနေပြီဆိုတော့နှာရည်တွှဲွှဲဖြစ်နေတဲ့ယောဂါကြောင့်သူဟာဘာမှမစွမ်းဆောင်နိုင်တော့သလိုဖြစ်နေပါလေပါတီကိုရင်ခွင်ပိုက်စောင့်ရှောက်နေသူတွေအပေါ်အဝေဖန်ခံနေရတာကတော့ဘယ်ကိစ္စမှမဆိုရတိပြက်မဆုံးဖြတ်နိုင်ပဲစိုက်ငံ့နေတာပါပဲသူတို့ဟာ သူတို့ကိုသူတို့နေရာဥပေးထားသူတွေဆိုတဲ့ အဆင့်ထက်ကျော်လွန်ပြီး မမြင်ကြပါဘူးသူတို့ရဲ့ခေါင်းဆောင်ဒေါက်ဆန်းစုကြည်ပြန်လာကိုစောင့်နေကြပါတယ်1988ခုနှစ်က NLD နဲ့ဆက်သွယ်ခဲ့ဘူးတဲ့တာဝန်ခံဟောင်းတွေဟာ ကိုနီကိုဟန်နဲ့ကိုစီကိုင့ထကြွလှုပ်ရှားနေကြပါတယ်1962ခုနှစ်ကတည်းကတတိုင်းပြည်လုံးကို ပုံဖြတ်နေတဲ့တပ်မတော်ကိုစန့်ကျင်နေကြတာပါ ဥအောင်ရွှေနဲ့ဥလွင်ဟာတခြားလူကြီးတွေလိုပဲတမိုင်းအစင်အလာရှိကြပေမယ်စစ်အုပ်စုကို ထိတ်တိုက်ရင်ဆိုင်ရမှာတော့အရန်တတိထားရမယ်ဆိုတဲ့အစွဲရှိထားကြပါတယ်။ယာရုဂုံသိန်းအစင်စင်ရဲ့ဆုံးဖြတ်ချက်ကိုနာခံရမယ်ဆိုတဲ့အစင်အလာ ထိမ့်သိမ့်မှုကြောင့်ခေါင်းဆောင်မရှိတော့အခိုက်မှာဘာလို့ရမှန်းမသိဖြစ်ကုန်ကြတဲ့သဘောပါပဲ။ အဲ့ဒီလိုပုံသေးအတွေ့အခေါ်တိဆောက်ထားမှုဟာဒုတိယကမ္ဘာစစ်မတိုင်ခင် ပြင်သစ်ရှေ့တန်းစစ်မျက်နှာမှာ ပေါ်ပေါက်ခဲ့ဘူးတဲ့ခံစစ်မဟာဗျူဟာအပေါ်အစွဲပြူးပြီးမချင်တော့ line လိုနာမည်ရသွားတဲ့သဒ္ဒနအမြင်တမျိုးကိုအမြင်တမျိုးလိုဖြစ်ခဲ့ပါလေလုံုံရင်အဓိကဆိုပြီးငိမ့်နေတော့အစိုးရကလွတ်လွတ်လပ်လပ်ကြီးမရက်မနာထိုးစစ်ဆင်နေတာကို ခံနေခဲ့ရပါလေ အဲ့ဒီလိုတိုင်းပြည်ပုံစံအငယ်စားလေးအတွင်းမှာမျိုးဆက်သစ်လူငယ်တွေဟာပက်လက်လန်းပြီးရက်ကန်ရက်ကန်ဖြစ်နေပါတော့တယ်။ဥဝင်တင်လေးလာ တွေ့ရှိတာကတော့ဥအောင်ရွှေရဲ့သဘောကွဲလွဲမှုတချို့ဖြစ်ပြီးနောက် လူငယ်တွေတဲကတရားကြော်လောက်နှုတ်ထွက်သွားခဲ့ကြတယ်ဆိုတာပါပဲ။တကယ်ပြဿနာကသူတို့ရဲ့စူးစိုက်နစ်မြုပ်ထားမှုကြောင့်မဟုတ်တယ်လို့ ဘယ်အာနာရှင်ကမှမပယ်ဖြစ်နိုင်တဲ့ရည်ရွယ်ချက်ကြောင့်ဒါမှမဟုတ်စိတ်သောအဟုန်မီးပွားကြောင့်လည်းမဟုတ်ပါဘူးသူတို့မှအားနည်းနေတာက အရေးအသွေးဖြစ်ပါတယ်အ धिक အပြစ်တင်ရမှာကသူတို့ရဲ့ပညာရေးဖြစ်ပါတယ်သူကလေးဘဝတုန်းကအာရှတလွားကိုဆွဲဆောင်နိုင်စွမ်းရှိခဲ့တဲ့ကျောင်းပညာရေးဟာအခုတော့အလွန်ကွာဝေးတဲ့အတိတ်မှာကျန်းနေခဲ့ပါပြီဗြိတိရှာက ရန်ကုန်တက္ကသိုလ်ကိုထူထောင်ခဲ့တဲ့ရည်ရွယ်ချက်ကသူတို့အတွက်အလေအလတ်တန်းစားတစ္ဆာရှိ စီမံခန့်ခွဲသူတွေမွေးထုတ်မဲ့စက်ယုံတယုံထူထောင်ဖို့ဆိုတာထက်တော့နည်းနည်းလေးသာပါတယ်1930ပိုင်းနှစ်ကာလရဲ့ចောင်းသားမျိုးဆက်တွေဟာចောင်းသားတမကအတွင်းမှာလွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ဆိုတဲ့အကျိုးကျေးဇူးကို အပြည့်အဝရခဲ့ကြပါတယ်အဲ့ဒီចောင်းသားတမကဟာ တိုင်းပြည်ရဲ့တော်လှန်ရေးခေါင်းဆောင်တွေကို ပြုစုပြိုးထောင်ပေးရာ နေရာတနေရာဖြစ်ခဲ့ပါတယ်။ရန်ကုန်မှာသာမကနေရာတကာမှာအမြင့်တွဲပြီးဖြစ်နေတဲ့အမျိုးသားရေးဝါဒနဲ့အတူတဟုန်ထိုးကြီးထွန်းလာတဲ့အဖွဲ့အစည်းစိတ်ဓာတ်နဲ့ပေါင်းစပ်မိသွားလို့ပါ။1930ပိုင်းနှစ်ကာလတွေကတည်းကလယ်သမားတွေနဲ့ဖုံးတော်ကြီးတွေဟာ ကိုလိုနီစနစ်ကိုစန့်ကျင်ခဲ့ပြီး ပုံကံထကြွမှုတွေတော်မီလို့ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်စစ်တပ်အုပ်ချုပ်သူအစဉ်အဆက်ဟာပြဿနာကိုရိပ်ဆားမိကြတယ်1988ခုနှစ်ကတည်းကတက္ကသိုလ်တွေဟာဇက်တိုက်ဖွင့်နိုင်လအလွန်ဆုံးတုံ့နှစ်ပါပဲသူတို့ဟာလုံးဝခေါင်းရှုံမခံချင်ကြတဲ့အတွက်တက္ကသိုလ်တွေကိုဖြန့်ခွဲပြီးအဝေးကြီးပို့ပြစ်လိုက်ကြတယ် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာအဲ့ဒီလိုအဝေးကြီးကတက္ကသိုလ်တွေစာသင်ခန်းတွေစီသွားပြီးပညာတင်ရတဲ့အပြင်ဘွဲ့ဒီဂရီတစ်ခုရဖို့အတွက်ဝေကြီးအမြောက်အများအကုန်အကျခံကြရပါတယ်။အဲ့ဒီလိုမတက်ချင်တဲ့ကျောင်းသူကျောင်းသားတွေဟာပုဂ္ဂလိကကျူရှင်ကျောင်းတွေကို ရောက်ကုန်ကြပါတယ်။အသက်20ဝန်းကျင် လူငယ်တွေဟာ နေ့စဉ်နေ့တိုင်းပန်ဆိုတန်းလန်းကပတ်စပို့ယုံတွေမှာ ရုံးရှိမှာမွေလိမ်မွေကောက်တန်းစီနေကြပါလေပြည်တော်စု RS စောပွားများနိုင်ငံ UAE Australia Indonesia အစရှိတဲ့နိုင်ငံတွေမှာလက်သမားစပွဲထိုးစောက်လုံရေးအလုပ်သမားအစရှိတဲ့အလုပ်တွေသွားလုပ်ရမယ်အလုပ်ခေါ်ကြော်ညာတွေကတ်ထားတဲ့သင်မုန်းကြီးတွေမှာလေသူတို့တွေအုံခဲနေခဲ့ကြပါလေ စင်ကာပူနိုင်ငံနဲ့မလေးရှားနိုင်ငံတန်ယုံတွေရဲ့ဗီဇာဌာနတွေမှာလဲကြံရမရလို့နိုင်ငံခြားမှာအလုတ်သွားလှုပ်ချင်နေကြတဲ့ရှောက်ထားသူတွေအုံခဲနေတာပါဦးဝင်းတင်ကအဲ့ဒီလိုဖြစ်ပျက်နေတာတွေအပေါ်လူအဖွဲ့အစည်းကပ်ဘေးဆိုင်မှုလို့အတိအမှတ်ပြုထားပါတယ်သူဟာထောင်ထဲမှာဦးဒရင်မေးဆိုတဲ့နာမည်ရပါတယ်ဘသူကိုမဆို့ အဖို့တန်သတင်းအချက်အလက်တွေရအောင်လုပ်ဖို့အမြဲတစေတိုက်တွန်းတက်လို့ဖြစ်ပါတယ်။ဒါပေမဲ့အယုံကြည်ရဆုံးသတင်းတွေဟာထောင်သားတွေရဲ့သစင်စကားသစင်နာသတင်းပို့ရတဲ့သတင်းလှိုင်းကြီးကိုဖျက်ဆီးပြီးတဲ့အခါပျက်စီးသွားရတာမျိုးလည်းရှိတတ်ပါတယ်။သတင်းအများဆုံးရတဲ့အချိန်တွေကတော့ရွှေဝါရောင်အောင်ကြွမှုပြီးတဲ့အချိန်၊နာခင့်မုံတိုင်းဝင်ပြီးတဲ့အချိန်တွေ ဖြစ်ပါလေ နာခေမုံတိုင်းကြောင့်အင်းစိန်ထောင်ကအဆောက်အဦးတစိမ့်တစ်ပိုင်းကအမိုးတွေတောင်လန်ထွက်ကုန်ကြပါတယ်။ရှွှဲရှွှဲဆိုနေတဲ့အကျဉ်းသားတွေကမိမွေးဖို့စူးစားခဲ့ကြပါတယ်။အာနာပိုင်တွေကစူပူအောင်ကြွမှုလုပ်တယ်လို့ယူဆပြီးသူတို့ကို လာဝိုင်းကြပါသေးတယ်။ကံကြမာကသူ့ကိုမိမထားခဲ့ပါဘူး။ဦးဝင်းတင်ဟာ နိုင်ငံရေးအကျဉ်းသားအမှတ်စဉ်အရာ 2000နီးပါးကတ်နေတဲ့အမှတ်စဉ်နဲ့လွတ်လာခဲ့တာဖြစ်ပါတယ်။ရာဇဝင်တင်လောက်တဲ့အမှတ်စဉ်ဖြစ်ပါတယ်။တရားသူကြီးတွေဟာအကျဉ်ထောင်တမိုင်းမှာအရှိကြဆုံးထောင်တန်းတချို့ကိုချက်မှတ်နေရပါတယ်။လူအခွင့်အရေးကာကွယ်သူတွေအလौတမိုင်းအရေးလှုပ်ရှားသူတွေအမှုပညာရှင်တွေတယောစာရေးသူတွေဂျာနယ်လစ်တွေဘလော့ဂါတွေဖုန်းတော်ကြီးတွေ မေတီလာရှင်တွေအစရှိသူတွေအပေါ်ထောင်ဒဏ်65နှစ်ကနေအနှစ်တရာကျော်တဲ့ထောင်ဒဏ်တွေအထိချက်မှတ်နေကြတာဖြစ်ပါတယ်။သူနဲ့ပတ်သက်လို့ပြောခဲ့ဆိုခဲ့ကြတဲ့စကားတွေဟာအကုန်လုံးမှားနေတာတော့မဟုတ်ပါဘူး။ဦးဝင်းတင်ရဲ့ပင်ကိုအေးအသွေးမှာစွဲငင်နဲ့တန်လိုက်တဲ့ရှိပါတယ်။သူစီကိုအုံလာတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွင်းမှာ ်ပါတီလူငယ်အဖွဲ့တွေကပုံကန်ဖီဆန်လူတွေလည်းပါလာပါတယ်ပါတီတွင်းမှာလူငယ်မျိုးဆက်တွေအားနည်းနေတဲ့ကိစ္စနဲ့ပတ်သက်လို့သူကစော်ဩပြီးဒီဇင်ဘာလမှာအစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်လူငယ်တွေကတုံဆိုင်ခြင်းမရှိလာခဲ့ကြပါတယ်အားလုံးဟာဘာများပြောမလဲဆိုတာတကယ်တမ်းသိကျင်လို့လာခဲ့ကြတာဖြစ်ပါတယ်တခြားလူတွေလည်းလာကြပါတယ် ထောင်ထဲမှာသူပုံသွင်းခဲ့တဲ့လူအဖွဲ့အစည်းနဲ့ကန့်လန့်ဖြစ်နေသူတွေအပါအဝင် မတူချားနာတဲ့အတိုက်အခံအစိတ်အပိုင်းတွေကိုစစ်တူရင်အယုတ်တွေလိုသဘောထားပြီးစစ်ကြောလိလာခဲ့ပါတယ်အခုအချိန်မှာအကြီးမားဆုံးလိုအပ်ချက်ကညီညွတ်ရေးတပ်ပေါင်းစုတရက်ဖွဲ့စည်းရေးဖြစ်ပါတယ်လူမျိုးစုခေါင်းဆောင်တွေဩဇာညောင်းနိုင်တဲ့ပြည်ပရောက်နေသူတွေစိတ်မကုံသေးတဲ့မြေအောက်အဖွဲ့ဝင်တွေစီ တနည်းနည်းနဲ့ဆက်သွဲပြီးညှိနှိုင်းနိုင်ရင် ကြီးမားတဲ့အင်အားတရက် ဖြစ်လာနိုင်ပါတယ်1986ခုနှစ်ကတည်းကဦးဝင်းတင်ဟာဤပညာတိုးတက်လာမှုနဲ့ပတ်သက်လို့အလင်းရောင်တစ်ချက်ပွင့်လာတာလို့တွေးထင်ခဲ့ပါတယ်မတရားအသင်းအဥပဒေ2004ခုနှစ်အီလက်ထရောနစ်လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေနဲ့ တခြားတားမြစ်ချက်ဒါဇင်ဝက်လောက်ဟာနေဆက်ဒေသတွေနဲ့မဆက်ဆံနိုင်အောင် ပိတ်ပင်ထားတာဖြစ်ပါလေ။တနည်းနည်းနဲ့ဓာတ်ရိုက်ဆက်သွဲတဲ့ဆိုရင် နိုင်ငံတော်လုံခြုံရေးကို ထိပါတဲ့လုပ်ရပါပဲ။ဓာတ်ရိုက်ဆက်သွဲလို့မရဘူးဆိုတော့သူကရှောင်လွှဲပြီးဆက်သွဲပါလေ။အီယာဝတီသတင်းဌာနမျက်စိမှသတင်းဌာနတို့ကိုဖြတ်တန်းပြီးသတင်းစကားတွေပေးပို့ပါတယ်။ ရေဒီယိုအသံလွှင့်တဲ့အထဲပါသွားရင် ပူတောင်ကောင်းပါသေးတယ်။အဝေးဆုံးတောနဲ့ထဲကတောင်ကြားနိုင်တာကူ။အဲ့ဒီလိုကစားပွဲမျိုးကစားနိုင်ဖို့ပြပရောက်သတင်းဌာနကသူ့ကို အခွင့်အရေးပေးခဲ့ပါတယ်။တိုက်ရိုက်အကိုအကားတွေပါတဲ့သူ့စောင်းပါးတွေကိုပုံနှိပ်ဖော်ပြပေးတာအသံလွှင့်ပေးတာတွေလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကမြေပြင်သတင်းတွေကိုပိုးပြီးနားထောင်ချင်နေတယ်။သူ့ကိုနောက်ရောင်ခံ လိုက်နေသူတွေတောင်မမြင်နိုင်နဲ့။အဲ့ဒီလိုကစားပွဲမျိုးကစားနိုင်မှုပြည်ပရောက်သတင်းဌာနကသူ့ကိုအခွင့်ရေးပေးခဲ့ပါတယ်။တိုင်းရိုက်အကိုအကားတွေပါတဲ့သူ့စောင်းပါးတွေကိုပုံနှိပ်ဖော်ပြပေးတာအတန်လွင့်ပေးတာတွေလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူက မြေပြင်သတင်းတွေကို ပိုးပြီးနားထောင်ချင်နေတယ်။ သူ့ကိုနောက်ရောင်ခံလိုက်နေသူတွေတောင်မမြင်နိုင်တဲ့မြင်ကွင်းတွေကို မြင်နိုင်အောင်မျက်လုံးတွေလူချင်းနေပါတယ်။ခြေထောက်တွေလူချင်းနေပါတယ်။ပိုးပြီးတိမ်မွေ့တဲ့သတင်းစကားတွေကို ပို့ပေးနိုင်ဖို့ရာမတူချမ်းနာတဲ့ရင်တမျိုးလိုအပ်နေပါတယ်။သူ့ရဲ့လိုအပ်ချက်တွေဟာလူငယ်တစ်ယောက်ဖြစ်တဲ့နှွေးအဖြစ် ပုံပေါ်လာခဲ့ပါတယ်။ဘဝနဲ့ပတ်သက်လို့သူ့ရဲ့အလေးထားမှုဟာ ဘဘစီကို နေချင်းညချင်းချင့်ကပ်လာတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထက်ပိုတယ်လို့နှွေးကလုံးဝခံယူထားတာပါ သူတို့နှစ်ယောက်ပထမဆုံးစတင် တွေ့ဆုံလိုက်ကြတဲ့ကဥဝင်တင်မှာ မတူချားနာတဲ့စိတ်တဲ့အမျိုးအစားမတူချားနာတဲ့စွန့်ရင်အမျိုးအစားတွေရှိတယ်လို့နှွေးကအသိမှတ်ပြုခဲ့ပါတယ်အန်တီလွတ်မလားသေးခင် ဥဝင်းတင်တူးတဲ့ရှိနေချိန်မှာပဲသူစီမာလေးစားမှုနဲ့ပတ်သက်လို့မှန်မှန်ကန်ကန်ချိန်ဆတတ်မှုနိပရိယာဆိုင်ရာဆွမ်းဆောင်နိုင်စွမ်းပိန်ဖြင်းနဲ့ရန်ပြုမှုနဲ့မိသားစုနိုင်ငံရေးတို့အပေါ်ကနေရက်တီနိုင်တဲ့နယ်ရှိုင်းနဲ့အတွေ့အကြုံအဆရှိတဲ့အရေးချင်းတွေပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်မိသားစုနိုင်ငံရေးကိုတော့အစိုးကြီးကတည်းက အိမ်တိုင်းကိုဒုက္ခပေးနိုင်တဲ့ပလီယောဂါတစ်ခုလိုနှွေးအနေနဲ့သဘောထားခဲ့တာပါ။နှွေးအဖို့တော့လှုပ်ရှားနေတဲ့အင်အားတွေဖြစ်ရေးအယူအဆအပေါ်တေးရသေးအယူအဆလိုမတွေးပါဘူး။သူဟာလဲလက်တွေ အကျိုးရှိရေးဝါဒီတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ကြီးသာရှိရင်ဝင်ပါဖို့အသင့်ဖြစ်နေတဲ့လက်တွေအကျိုးရှိရေးဝါဒီတူဦးဖြစ်လို့ပါ။သူဟာဘုချော့အောင်ဆန်းအပါအဝင် အထည်ရောက်ဆုံးလှုပ်ရှားနိုင်တဲ့နိုင်ငံရေးခေါင်းဆောင်တွေ အကြောင်းလေ့လာထားပြီးဖြစ်ပါတယ်။ဘယ်တော့ငါမှစာအုပ်ကြီးသမားတယောက်မဟုတ်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာနိုင်ငံအကျိုးစီးပွားအတွက်ဆောင်ရွက်ရာမှာနည်းနည်းတော့ဒုက္ခခံပြီးအလှည့်အပြောင်းလုပ်ခဲ့ရတာပါ။ဂျပန်နဲ့ပေါင်းခဲ့ရာကနေဗြိတိန်နဲ့ပြန်ပေါင်းခဲ့ရပါတယ်။ဖက်စစ်ဝါဒီတွေကို အလိုဖြည့်နေခဲ့ရာကနေ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ဒီမိုကရေစီကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဥဝင်းတင်က NLD လူငယ်အင်အားစုတွေကိုပြန်လည်စီးယုံတာလုပ်ပြီးတိတ်မကြခင်မှာပဲနှွေးဟာမိတ်ဆွေတယောက်နဲ့အတူ အဖိုးကြီးရဲ့ယာယီတဲခိုရက်ရှိရာသွားခဲ့ပါတယ်။အဲ့ဒီညကဥဝင်းတင်ဟာရန်ကင်းမှာရှိပါတယ်။နှွေးဟာထောင်ကျတူးစီက စာတူတစောင်းကိုယူလာပေးတာပါ။ အဲဒီစာတူဟာထောင်ကျရဲ့အကူစီကနေသူ့စီလက်ဆင့်ကမ်းရောက်နေခဲ့တာဖြစ်ပါလေ။နှွေးဟာဝါရဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူကြီးရှေ့မောက်မှာ သူ့ကိုယ်သူစမိတ်ဆက်ခဲ့ပါလေ။နှွေးဟာလေးစားသမှုနဲ့ဥညွပီးရှက်ပြုံးပြုံးရင်ရှေ့တူးသွားပါလေ။သူ့ဟာသူလှုပ်ရှားခဲ့တာတွေကို အသေးစိတ်ပြောမပြခဲ့ပါဘူး။သူ့စီမံကိန်းတွေနဲ့မျှော်လင့်ချက်တွေရဲ့သဘောတဘာဝါ မြေအောက်လှုပ်သွားရခြင်းအကြောင်းရင်းတွေကိုသာပြောပြခဲ့ပါတယ်။ anti နဲ့ NLD ပါတီအပေါ်ပူလိုက်သဲလိုက်တစ္ဆာခံထားရကဘာကြောင့်နှုတ်ထွက်ခဲ့ရတဲ့ဆိုတဲ့အကြောင်းကိုစကလုံးတွေ စီကာစင်ကာမပြောတတ်လေတော့ပါတီအလုပ်ကိုလှုပ်ဖို့ပါတီကထွက်ခဲ့တာပါလို့ပြောချလိုက်ပါတယ်။ဦးဝင်းတင်ရဲ့ရှေ့မောက်မှာ အလိုလိုနဲ့နှွေးဟာအိတ်သွန်ဖာမောက်ဖြစ်သွားပါတယ်။ ူဟာဘာကိုမှကွယ်ဝဲမထားနိုင်ခဲ့ပါဘူးဖိတ်စင်ကြတာမျိုးမဟုတ်ပဲအကုံအစင်ရင်ဖွင့်ပြတာမျိုးပါ နောက်ဆုံးတော့မတောင်းပဲရလာတဲ့အခွင့်ရေးတရက်အောက်မှာအန်တီကလွဲရင်ဘသူ့ကိုမှ ဖွင့်မပြောဘူးလို့တွေးထားတဲ့စကားတွေကိုပါ ဖွင့်ပြောဖြစ်သွားပါလေအန်တီကိုအခုလိုမျိုးပြည့်ပြည့်စုံစုံ ပြောပြခြင်းရင်တောင် အခြေအနေကမပေးပါဘူး ူ့အနေနဲ့အန်တီကိုပြောချင်တာရှိရင်ကျမ်းမာရေးစေးစစ်စေးကုသွားလှုပ်ပေးရတဲ့ဆရာဝန်ကတဆင့်သာပြောနိုင်ပါလေအဲ့ဒီဆရာဝန်သာအကြာကြီးစကားပြောခွင့်ရတဲ့တူဦးတီတော်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆရာဝန်သွားတဲ့အချိန်မှာအမှားစကားပါဖို့ဆိုတာကြုံတော့ကြုံခဲ့အခွင့်အရေးဖြစ်ပြီးဆရာဝန်မှလည်းတခြားအမှားစကားတွေအစီအစဉ်တွေနဲ့ပြည်နေတာပါ။နှွေးဟာ ဥဝင်းတင်စီမကြာခဏအလဲအပတ်ရောက်ပြီးစွန်စားရတဲ့တောက်တိုမဲရအလုတ်ကလေးတွေကိုစေတနာဝန်ထမ်းလှုပ်ပေးနေတာတောင်အဖိုးကြီးရဲ့တခြားဆက်သွယ်ရေးလမ်းကြောင်းတွေအကြောင်းဘယ်တော့မှမစုံစမ်းပါဘူးမြေအောက်လှုပ်ရှားမှုဟာဆက်လက်ရှင်သန်နေပြီးဆက်လက်လှုပ်ရှားနေနိုင်တုံးပဲဆိုတာကိုတော့သူအာယုံခံစားမိပါတယ်။နှွေးနဲ့ပတ်သက်လို့ယုံကြည်ရသလား မယုံကြည်ရဘူးလားဆိုတာစမ်းစစ်ကြည့်စရာနီးလန်းတွေက အများကြီးရှိတဲ့အပြင်ဝိုင်းရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးအဖိုးဆိုရင်အ ਨੇ ဆုံးတွေးသူစမ်းကြည့်လိုက်တာနဲ့တင်တန်ပီဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ဦးဝင်းတင်အဖိုးဆိုရင်လည်းစုံစမ်းကြည့်စရာ ရေပွဲလိုလက်တံတွေအများကြီးရှိနေတာပါ။တိတိကျကျမသိပေမဲ့နှွေးခမန်းမိနေတာကဦးဝင်းတင်ဟာ glamour glitchy ဆိုတဲ့လူငယ်တယောက်နဲ့အဆက်အသွယ်ရှိနေတယ်ဆိုတာပါပဲ glamour ဟာပြန်လည် အသက်ဝင်လာတဲ့ဘဂတခေါ်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမက အဖွဲချုပ်ခေါင်းဆောင်ရဲ့ညီတဦးဖြစ်ပါတယ်နွေးကသူနဲ့အတူရွှေဝါရောင်ကာလမှာလူ6ဦးပါတဲ့ကုံစင်းနှုံကြဆင်းရေးကောမဒီကို ပူတွဲထူထောင်ခဲ့ပါတယ်။သူ့ထက်အငယ်တယောက်ကတော့ ကျိုင်းတုံအချင်းထောင်အတွင်းမှာ88ကျောင်းသားမဟာဗျူဟာပညာရှင်ကိုကိုကြီးနဲ့အတူနေခဲ့ရပြီကိုကိုကြီးရဲ့သားတစ်ယောက်လိုရင်းနှီးခဲ့တာဖြစ်ပါလေအခုဆိုရင်ကလင်းမဟာကိုကိုကြီးနဲ့တကွ88မျိုးဆက်ကျောင်းသားများအဖွဲ့က အကိုကြီးတွေအတွေ့တက်တက်ကြွကြွအလုပ်တွေလုပ်ပေးနေပါတယ်ကလင်းမဟာလေအသက်အရွယ်အရအထီးမခံနိုင်လောက်အောင် အိုမင်းနေပြီမဲ့ စက်ကြဝဠာတွေကိုလက်ခံထားနိုင်လောက်အောင်ကြေပြက်နဲ့စိတ်သက်ပိုင်ရှင် အပြာရောင်အကျဉ်ထောင်ဝစ်စုံမှုမချွတ်တန်းဝစ်စင်ထားသူ လေးစားမျက်နှိုးအပ်ပါတဲ့ဆရာဦးဝင်းတင်ရှိမှဆန်းစစ်မှုခံယူသွားပြီလားဆိုတာတော့နှွေးမသိပါဘူးဦးဝင်းတင်ရဲ့ဖြတ်ထိုးညံကောင်းကောင်းနဲ့တူတူတိတ်တိတ်နေတတ်တဲ့ဟန်ပန်ကိုကြည့်ပြီးကွန်မြူနစ်စီယုံရေးမှုတယောက်လို့ထင်သွားပုံရတဲ့ ဂလင်းမာဟာကြေပြန့်နဲ့မြေအောင်တပ်ပေါင်းစုတရက်ဖွဲ့စည်းမှုစဉ်းစားချက်ရှိသလားလို့လာမေးခဲ့ပါတယ်။အမျိုးအစားမတူတဲ့ကွန်ရက်ငယ်လေးတွေနဲ့လက်တွဲမလား။ NLD ကဘာမှမပြောဘာမှမလုပ်တဲ့အချိန်မှာစက်ယုံ အလုတ်သမားတွေလယ်သမားတွေရဲ့အခွင့်အရေးတွေတာဝန်ရှိသူတွေနဲ့ပတ်သက်လို့အချိန်ပြည့်စိတ်ကူးညံဖြန့်ကျက်နေတဲ့ဓမ္မမဟုတ်ဘယ်ကိစ္စအတွက်မဆို့ လှုပ်ရှားမှုတွေလုပ်နေတဲ့ club C တွေနဲ့ဓာတ်ရိုက်ဆက်သွယ်အလုပ်လုပ်ဖို့စဉ်းစားချက်ရှိသလားအဆရှိတဲ့မိခွန်းတွေပေါ့ကလင်းမားကိုဘဘကဘလို့ပြန်ပြောလိုက်တယ်လဲဆိုတာနှွေးမသိပေမဲ့ဘဘနဲ့ပတ်သက်လို့သူလိလာမြင်တွေ့ထားမှုတွေအပေါ်အခြေခံပြီးမှန်းဆကြည့်ရတာကတော့လူငယ်လေးကလင်းမားအနေနဲ့မြေအောက်မှာပဲ တူတူတိတ်တိတ်ဆက်နေပါလို့ပြောလိုက်ပုံရပါတယ်။တကယ်လဲဥဝင်တင်ကအဲ့ဒီအတိတ်ပဲမျိုးကိုပဲဒီနေ့ခေတ်ဟာနီးပညာခေတ်ပဲ။နီးပညာကဒုသရီအလုံးလက်တွဲနိုင်အောင်အကူအညီပေးပါလိမ့်မယ်။မင်းတို့တွေကိုလှုပ်ရှားမှုကိုပဲကိုဘာသာဆက်လုပ်နေကြပါ။အချိန်ရောက်လာပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဂလမားကတော့ရိုးရင်းချင်းစီတဲ့အထိစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။ ဒါပေမဲ့ဆိုလိုရင်းကတရားမျှတပါတယ်အချိန်မှမရောက်သေးတာကိုဥဝင်းတင်လှုပ်ရှားနေတဲ့လှုပ်ရှားမှုတွေရဲ့အတိုင်းအတာကိုဘယ်သူမှမသိနိုင်ပါဘူးအန်တီတောင်မသိပါဘူးဒါပေမဲ့အန်တီကပိန်မွေ့တဲ့အလှည့်အပြောင်းတွေကိုအာယုံခံစားနိုင်ပါတယ်ပြီးတော့ရေဒီယိုကနေဥဝင်းတင်ရဲ့တနည်းတဖုံလှည့်ပြောထားတဲ့အချက်မူတွေကိုနားထောင်ပါတယ်အန်တီလိုပဲ လူမျိုးစုခေါင်းဆောင်တွေလည်းနားထောင်ပါစေလို့နှွေးကဆုတောင်းမျှော်လင့်နေပါတယ်။ဥဝင်းတင်ကိုနှွေးကဆရာလို့ခေါ်နေရကနေဘဘာလို့ပြောင်းခေါ်လိုက်တာဟာဟန်လောက်တာမဟုတ်ပဲဂယုနာတက်မှုကနေကျင်နာမှုအထိ ရောက်ရှိသွားလို့ပြောင်းခေါ်လိုက်တာဖြစ်ကြောင်းသူကိုယ်သူနားလည်ထားပါတယ်။ဥဝင်းတင်ဟာသူ့အနေနဲ့မှုံဝေါဝါတာမြင်နေနိုင်သေးတဲ့အနာဂတ်တစ်ခုအတွက် လန်းခင်းပေးနိုင်ဖို့ရာဖွဲ့ဖဲတွေကင်ထားဖို့လိုတယ်ဆိုတဲ့မြေအောက်လှုပ်ရှားမှုရဲ့စွမ်းပကားကိုလည်းနားလည်ထားသူတယောက်ဖြစ်ပါတယ်အခွင့်အရေးရတိုင်းနှွေးဟာဥဝင်းတင်ပြီးရောက်သွားပြီးစောင့်ရှောက်ပေးတာလုပ်တယ်လို့စီးဘူးတင်ယူတာလည်းလုပ်ပါတယ်ဥဝင်တင်ပေါ်လေးစားချစ်ခင်မိနေပြီဆိုတာကိုလေအခါအားလျော်စွာသတိပြုမိပါတယ် ဥဝင်တင်ဆေးရုံတက်ရတဲ့အချိန်မှာနှွေးဟာဆေးရုံကရင်ဘေးရောက်နေပါတယ်။နိုင်ငံရေးစကားတွေပြောကြပါတယ်။နိုင်ငံရေးအကြောင်းတွေပဲပြောကြတာပါ။ဆက်စုခြင်းတဲ့စကားတွေကိုတော့လေချောင်းထဲကနေပြန်ပြန်ညှို့ချပြရပါတယ်။ဆက်စုတာမလုပ်တဲ့အကျိုးဆက်ကတော့သူဟာအဆက်အသွယ်တွေကိုတိလာခဲ့ပါတယ်။ပြည်ပရောက်နေသူတွေကိုတိလာပါတယ်။ မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရနဲ့ဆက်သွယ်နိုင်တဲ့နီးလန်းတွေကိုတည်လာပါတယ်။မဲဆောက်ကိုတွားဖို့အကြောင်းဖန်လာပါတော့တယ်။မမျော်လင့်မဲနှွေးစီကိုတစ္ဆပေါက်အစံဆုံးလုပ်ငန်းတာဝန်တွေကြာရောက်လာခဲ့ပါတယ်။ဒီလိုမျိုးတာဝန်တွေကြာရောက်လာပြီးဆိုရင်အကောင်းဆုံးကဘသူမှတတိမထမ်းမိအောင်လှုပ်ဖို့လိုတယ်ဆိုတာသူသိပါတယ်။ လှုပ်ဆရာတွေအများကြီးရှိသေးတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေရာလေးမှာပဲအခန်းလေးပပအပိုင်း6စသိန်းပါပြီရှင်။နောက်လာမယ်စိတ်ဝင်စားစရာကောင်းတဲ့လှူရှားမှုတွေအကြောင်းကိုသိရအောင်ဒီ channel လေးကို like and subscribe ပြီးပြီးစောင့်မျှော်နှาศင်ပေးကြပါဦးနော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမ Venus ပါ။